နောက်တနေ့မှာတော့ရွေးချယ်ခံ9ရောက်ကိုအေဂရစ်မူကျင်းထံကအထွမြတ်ဝိညာဉ်ရေကန်စီခေါ်ဆောင်ပေးလာခဲ့ပြီးဒီရေကန်ထဲမှာရှိတဲ့ဝိညာဉ်စွမ်းအင်တွေကိုအတက်နိုင်ဆုံးဆုပ်ယူကြဒီစွမ်းအင်တွေကနိဗ္ဗာန်ဆင့်ကိုချိုးဖျက်တဲ့အခါကျရင်အများကြီးအထောက်အကူပြုတယ်ဆိုပြီးမှာကြားပေးလိုက်ပါတယ်။ဒါပေမဲ့ရေကန်အောက်ခြေကိုတော့လုံးဝမစင်ကြနဲ့ဆိုပြီးတားမြစ်လိုက်တဲ့နောက်အေဂရစ်နဲ့အကြီးအကဲတွေစုပေါင်းကဝိညာဉ်စွမ်းအင်နဲ့ရေကန်ဝင်ပေါက်ကြီးကိုဖွင့်လှစ်ပေးလိုက်ပါပြီ။ ရှောင်းရင်ကတော့လင်းနှုံနဲ့အတူဝင်ခွင့်မရရှိတာကြောင့်ကြံနေခဲ့ရသလိုရေကန်တဲရောက်တဲ့အခါဒီနေရာမှာစွမ်းအင်တွေအင်မတန်ကျွဲဝတာပဲဆိုပြီးလင်းနှုံခန်းစားမိလိုက်ပါတော့တယ်။မင်းသားမူလင်ကစတင်စုပ်ယူလေးကျင့်ပြီးကြံလေးရောက်လဲသူနီးသူဟန်နဲ့လိုက်လို့ကြပါတယ်။ဒီလိုနဲ့လင်းနှုံစုပ်ယူနေရင်သူ့ကိုယ်ထဲမှာရှိတဲ့ရှေးဟောင်းနဂါးမြောက်ဝင်သွေးတွေဟာဒီစွမ်းအင်တွေကြောင့်ပုံမအားကောင်းလာမှန်ခန်းစားလိုက်ရပါတယ်။မွေပါလေးကဒီရေကန်အောက်ခြေမှာနိဗ္ဗန်ဆင့်ထက်ကျော်လွန်တဲ့နှစ်သားရဲ့အယိုးစုကြီးရှိနေမှတေချာတယ်ဆိုပြီးသူခန်းစားမိတဲ့အကြောင်း ဒီဆွမ်းအားတွေကအဲ့ဒီအယိုးစုစီကနေထွက်ပေါ်လာတာဖြစ်ကြောင်းရှင်းပြပေးလိုက်ပါတယ်။တာရဲကြီးစီမှာသွေးနှစ်သားရတွေအများကြီးကျက်နေသေးတာကြောင့်ရယူနိုင်မယ်ဆိုရင်လင်းနှုံရဲ့ကျင့်ကြံမှုကိုအများကြီးကူညီပေးနိုင်တယ်ဆိုပြီးမွေပါလေးရဲ့မလုံပေးမှုကြောင့်လင်းနှုံစိတ်ဝင်စားသွားခဲ့ပါပြီ။ဒီအချိန်မှာပဲလင်းလန့်ထန်းကရေကန်အောက်ခြေကိုစတင်ဆင်းသက်သွားတာကိုသူမြင်တွေ့လိုက်ရတဲ့အခါလင်းလန့်ထန်းခန္ဓာကိုယ်ထဲမှာရှိတဲ့မူလဝိညာဉ်ကလည်းဒီလိုဝက်ချက်ကိုတည်တော်ပုံရတယ်ဆိုပြီးမွေပါလေးခံမှန်းပြောဆိုလိုက်တာကြောင့်လင်းနှုံလည်းသူ့နောက်ကနေအလင်းမြက်လိုက်ဆင်းသွားခဲ့ပါတယ်။ ကံအောင်စင်းလာတော့လင်းလန်ထန်းကလင်းတုံစီကိုချက်ချင်းတိုက်ခိုက်လိုက်ပြီးလင်းတုံကလည်းကောင်းကင်ကြီးခွန်လန်းနဲ့ပြန်လဲခုခံခဲ့ပါတယ်။ဒီလိုမျိုးတိုက်ခိုက်နေကြရင်လင်းတုံဘက်ကတဖြည်းဖြည်းတာယာသွားခဲ့ပြီးရေကန်အောင်ဆုံးကိုအရင်ရောက်ရှိသွားခဲ့ပါပြီ။အဲ့ဒီနေရာမှာတော့ရှေးဟောင်းကောင်းကင်မီကျောင်းရဲ့အယိုးစုကြီးကိုတွေးလိုက်ကြရပြီးဒီအယိုးစုကြီးပေါ်မှာလက်ကျန်ဝိညာဉ်ကျန်ရှိနေသေးတယ်ဆိုပြီးမွေပါလေးရှင်းပြလိုက်တယ်လို့ဖြည့်ဆည်းလို့မရတာကြောင့်ယာယီချိတ်ပိတ်ထားတာဖြစ်ကြောင်းနားလည်သွားခဲ့ရပါတယ်။ လင်းလန်ထန်လဲကံအောက်ရောက်ရှိလာပြီးမင်းလိုမျိုးမျိုးနွယ်ခွဲကောင်ကဒီနေရာကိုရောက်လာရဲသေးတဲ့ပေါ့ဆိုကအထင်သေးစွာပြောလာတော့လင်းနှုံကလည်းမင်းခန္ဓာကိုယ်ထဲမှာရှိတဲ့ဝိညာဉ်အကူကြီးမပါရင်မင်းဆိုတဲ့ကောင်ကသူ့လက်ထဲမှာရှုံးနိမ့်သွားတာကြပြီဆိုကပြန်လဲခြေပါပစ်လိုက်ပါတယ်။ဒီစကားဟာလင်းလန်ထန်ကို တုံ့လောက်သွားစေခဲ့ပြီးသူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့မူစစ်ဆိုတဲ့သူလည်းအပြင်ထွက်လာခဲ့ပါပြီ။အစင်းမြင့်ကျင့်ကြံသူတွေဟာခန္ဓာကိုယ်ပျက်စီးသွားရင်တောင်မူလဝိညာဉ်စုစည်းပြီးအသက်ဆက်ရှင်နိုင်တာကြောင့်လင်းနှုံကဒီကိစ္စကိုဘလို့သိရှိထားရလဲဆိုကမူစစ်မေးမြန်းလာခဲ့ပါတယ်။ လင်းနှုံနောက်ကွယ်မှာလည်းတစုံတယောက်ရှိနေတာတီထားပြီးသားဖြစ်လို့မူစစ်ကမွေပါလေးကိုထွက်လာဖို့တောင်းဆိုလိုက်တဲ့အခါရှောင်းချောင်းလည်းချက်ချင်းထွက်ပေါ်လာခဲ့ပါတယ်။မွေပါလေးကိုမြင်တော့မိစ္ဆာဝိညာဉ်မှန်းတည်သွားလို့မူစစ်ကသူ့ခွန်အားတိုးလာအောင်ဝါမျိုးပြစ်ချင်သွားတဲ့အတွက်လင်းလန်ထန်းကိုရှေးဟောင်းသွေးနှစ်သားရသွားယူခိုင်းလိုက်ပါတယ်။သူကတော့မိစ္ဆာဝိညာဉ်ကိုဝါမျိုးပြစ်ရအောင်မယ်ဆိုပြီးမူလဝိညာဉ်တွေလည်းစတင်တိုက်ခိုက်ကြသလိုလင်းနှုံနဲ့လင်းလန်ထန်းတို့တွေလည်းတားရဲ့ရိုးစုကြီးစီကိုအပြေးလွှားသွားရင်တိုက်ခိုက်နေကြပါတော့တယ်။ ိုက်ပွဲပြင်းထန်လာတဲ့အခါမွေပါလေးကလူသားပုံစံကိုခဏပြောင်းပြီးတိုက်ခိုက်တဲ့အခါကောင်းကင်မွေပါမျိုးနွယ်စုဖြစ်မှမူစစ်တီသွားတဲ့အတွက်ထိတ်လန့်သွားခဲ့ရပါတယ်။ဒါပေမဲ့ဒီနေရာကြီးမှာစွမ်းအင်တွေပြည်နေတာမို့မင်းလဲငါစာဖြစ်လာလိမ့်မယ်ဆိုပြီးစွမ်းအင်စုစည်းခြင်းဤစနစ်နဲ့မွေပါလေးရဲ့လှုပ်ရှားတိုက်ခိုက်မှုတွေကိုပိတ်ဆို့ပစ်လိုက်ပါတော့တယ်။တစ်ဖက်မှာတော့လင်းလန့်ထန်းကကောင်းကင်ဖီနင်းရဲ့လင်းတုံကိုတပ်ဖို့စူးစမ်းနေခဲ့တယ်လို့လင်းတုံကလည်းပင်လယ်ပိုင်းခြားတစ်စိမ့်နဲ့ပြန်လည်တိုက်ခိုက်နေခဲ့ပြီးသူတို့နှစ်ယောက်ကြားကအဆုံးမသက်နိုင်တဲ့တိုက်ပွဲကြီးကဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။ ခဏအကြာမှာတော့မွေပါလေးကမူစစ်ထောင်6ကိုဖျက်ဆီးပစ်လိုက်နိုင်ပေမဲ့သူတို့တွေရဲ့တိုက်ခိုက်မှုတွေကြားမှာချိတ်ပိတ်အစီရင်တွေလည်းတဖြည်းဖြည်းရွယွင်လာခဲ့ပါပြီ။မွေပါလေးကလင်းနှုံကိုချက်ချင်းရက်ခိုင်းလိုက်ပြီးအစီရင်ပျက်စီးသွားရင်တားရဲကြီးလွတ်လာနိုင်တယ်ဆိုကသတိပေးလိုက်ရတော့လင်းနှုံကလင်းလန့်ထန်းကိုဝိညာဉ်ပိုင်းစားတွေလွတ်မြောက်သွားမယ်ဆိုရင်သူတို့ဒုက္ခရောက်လိမ့်မယ်ဆိုပြီးတိုက်ပွဲရက်ဖို့ပြောလိုက်ပါတယ်။လင်းလန့်ထန်းကရက်သွားတဲ့အောင်ဟန်ဆောင်လိုက်ပြီးမိချောင်းဝိညာဉ်ကိုထိမ့်ချုပ်ထားတဲ့အစီရင်တိုင်လုံးတွေကိုရိုက်ချိုးပစ်လိုက်ပြီးလင်းနှုံကိုဒီနေရာကြီးမှာအသေးသက်ချင်နေခဲ့ပါတယ်။ ဒီလိုနဲ့အစီရင်တွေပျက်စီးသွားပြီးဝိညာဉ်ပိုင်းစားတွေလွတ်ထွက်လာတဲ့အခါမူစစ်ကဒီအခြေအနေလောက်ဆိုလင်းလုံတည်သွားလောက်ပြီးဆိုကလင်းလန်ထန်းကိုခေါ်ထွက်သွားခဲ့ပါတယ်။ရေကန်ပေါ်ဘက်မှာလည်းမူလင်းနဲ့အခြားသူ၃ယောက်ကကြင့်ကြံမှုရက်တက်လိုက်ရင်ဝိညာဉ်တွေအပြင်ထွက်မသွားနိုင်အောင်တားဆီးပိတ်ဆို့နေကြသလိုအပြင်ဘက်မှာလည်းအကြီးအကဲတွေကပြိုကျလို့ရမ်းနေတဲ့အစီရင်ဝင်ပေါက်ကြီးကိုထိန်းသိမ်းထားကြရပါတယ်။ ရေကန်အောက်မှာတခုခုဖြစ်မှန်းသိပေမဲ့သူတို့လည်းဘာမှမလုပ်ပေးနိုင်ကြတဲ့အချိန်လင်းနှုံလည်းသတိပြန်ရလာခဲ့ပြီးအသက်ပြန်ဝင်လာတဲ့ရှေးကောင်းကင်မီကြောင်းကြီးနဲ့သူ့ရဲ့ဝိညာဉ်ကျွမ်းကျင်တွေကိုစတင်ရင်ဆိုင်ရပါတော့တယ်။လင်းနှုံကိုရွံစွမ်းအားနဲ့ထိတ်တိုက်ရင်ဆိုင်ခိုင်းပြီးမွေပါလေးကအခွင့်အရေးတွေကြားမှာကျွမ်းကျင်ဝိညာဉ်ကိုအပြင်ဆွဲထုတ်ချင်နေခဲ့ပေမဲ့သူတို့စူးစမ်းမှုကအောင်မြင်မှုလက်တကန်အလိုမှာပဲဝိညာဉ်ပိုင်းစားတွေကြောင့်ပျက်စီးသွားရပြန်ပါတယ်။ ။တားရဲကြီးကလည်းဒေါသထွက်နေပြီဖြစ်လို့လင်းနုံကဝါးမြိုခြင်းဘိုးဘေးအဆောင်ကိုချက်ချင်းထုတ်သုံးလိုက်ရပြီးပြန်ဝင်သွားတဲ့ကျွင်းချက်ဝိညာဉ်ကိုဆုပ်ယူဖြက်စီးပစ်လိုက်ပါတော့တယ်။လင်းနုံတရားဝိညာဉ်ကိုဆုပ်ယူပြီးပင်ပန်းနေချိန်မှာပဲမိချောင်းယိုးစုရဲ့မျက်ခုံးနှစ်ခုကြားကနေရွှေရောင်အစင်းရှိတဲ့လမ်းတစ်ချောင်းထွက်ပေါ်လာခဲ့ပါပြီ။ရှေးဟောင်းကောင်းကင်သားရဲတွေဟာအသက်ရှိတုန်းကဆိုရင်အရန်ဆွမ်းထက်လွန်းတာကြောင့်ကိုပိုင်လက်နက်တွေကိုတောင်တန့်စင်နိုင်စွမ်းရှိကြတဲ့ဆိုပြီးမွေပါလေးရှင်းပြပေးလိုက်တယ်လို့ ဒီဝိညာဉ်လက်နက်ကမြေအစင်းလက်နက်ဖြစ်တာကြောင့်မင်းဆက်တရားစစ်ပွဲကြရင်အားကိုးစရာဖြစ်လာလိမ့်မယ်ဆိုပြီးရှင်းပြပေးလိုက်ရပါတယ်။အပေါ်ဘက်မှာတော့လင်းလန့်ထန်းကလင်းတုံဟာလောဘကြီးပြီးဝိညာဉ်ရေကန်ရဲ့စွမ်းအင်တွေကိုအကုန်ဆုပ်ယူဖို့စ조사ခဲ့ပြီးအစီရင်တွေကိုဖျက်ဆီးပစ်လိုက်တဲ့အကြောင်းဓာတ်ပြင်လူတက်ဖို့တောင်စ조사ခဲ့လိုက်သေးတယ်ဆိုပြီးမျက်ရည်ခံထိုးလင်ညာပြောဆိုလိုက်ပါတယ်။ဝယ်လင်ကလည်းမင်းတို့လေးမျိုးနွယ်စုကစီကမ်းမရှိဘူးဆိုပြီးတရရမင်းဆက်အတွက် NDA ဖြစ်စေကြောင်းဝင်ရောက်ဆွဆွဲပစ်လိုက်ပါပြီ။ဒီအချိန်မှာပဲလင်းတုံထွက်ပေါ်လာခဲ့ပြီးလင်းလန့်ထန်းကအဖြစ်မှန်ကိုလင်ညာပြောဆိုနေတာဖြစ်ကြောင်း သူရှင်းပြလိုက်တဲ့အခါလင်းလန်ထန်အေဂရီမင်းမြတ်အရှိမတောင်လင်းညာချင်းနေသေးတာလားဆိုပြီးချက်ချင်းတောင်းပန်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့လင်းနှုံကအစီရင်ကိုလင်းလန်ထန်ဖြက်စီးပစ်ခဲ့တာဖြစ်တယ်လို့သူကတော့မိချောင်းဝိညာဉ်ကိုဖြက်စီးပစ်ခဲ့ပါတယ်ဆိုပြီးအစီရင်ခံလိုက်တဲ့အပြင်တက်တဲ့ဖြစ်သူရရှိထားတဲ့မြေအစင်းဝိညာဉ်လက်နက်ကိုထုတ်ပြလိုက်ပါတယ်။ဒါကိုမြင်တော့အေဂရီမင်းမြတ်လည်းလင်းနှုံကိုအပြစ်ပေးခြင်းမရှိဘဲချီးကျူးစကားဆိုလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ဒီတားရဲဝိညာဉ်ကြီးကတားရဲမင်းဆက်တစ်ခုလုံးကိုနှစ်ပေါင်းရာကြီးဒုက္ခပေးခဲ့တာကြောင့်သူတို့တွေဟာတာလွန်ကိုင်းသားတယောက်ကိုပင့်ဆောင်ဖြေရှင်းခိုင်းခဲ့ရပါတယ်။ဒါပေမဲ့ကျွင်းကျက်ဝိညာဉ်ကိုဖျက်ဆီးနိုင်ခြင်းမရှိခဲ့လို့နှစ်ပေါင်းများစွာချုံနောင်ထားရတာဖြစ်ပြီးဒုက္ခရောက်ခဲ့ရကြောင်းရှင်းပြပေးလာခဲ့တဲ့အပြင်လင်းနုံကဒီပြဿနာကိုဖြေရှင်းပေးလိုက်တာကြောင့်ရှေးကောင်းကင်လန့်ရှေးကိုလည်းစုဖြစ်ချီးမြှင့်ပေးလိုက်ပါတော့တယ်။ ဧဂရကလက်ရှိကိစ္စကိုဘယ်သူမှန်းတယ်ဘယ်သူမှားတယ်ဆိုတာကိုစက်မပြောခိုင်းတော့ပဲဒီကိစ္စကိုဒီနေရာမှာရက်တန့်ခိုင်းလိုက်ပြီး၅ရောက်စလုံးကိုအနားယူခိုင်းလိုက်ပါတယ်။၅ရက်ကြာတဲ့အခါသူတို့တွေဟာမင်းဆက်တရားစစ်ပွဲကိုတွားရောက်ကြရမှာဖြစ်ပြီးမူလင်ကိုလည်းစစ်ပွဲတဲ့ရောက်တဲ့အခါလင်းနှုံနဲ့မဟာမိတ်ပြုခိုင်းလိုက်ပါတယ်။ညဘက်ရောက်တဲ့အခါလင်းနှုံကရှောင်းရဲ့အခြေအနေကိုစိုးရိမ်နေလျက်ရှိပြီးမွေပါလေးကဒီအနှစ်သာရသွေးဟာပြင်းထန်ပေမဲ့ရှောင်းရဲ့ခန္ဓာကိုယ်ကတောင်းခံနိုင်တယ်ဆိုပြီးပြန်ရှင်းပြလိုက်ပါတယ်။ သူအောင်မြင်တဲ့အခါနိဗ္ဗာန်ဆင့်ကိုရောက်ရင်လူသားအတွင်ကိုတောင်ပြောင်းလဲနိုင်တဲ့အလားအလာရှိတယ်ဆိုပြီးပြောပြလိုက်တယ်လို့ရှေးဟောင်းစစ်မြေပင်ကြရင်ရှောင်းရက်အတွက်သွေးနှစ်သားရကောင်းကောင်းရှာပေးရမယ်လို့မှကြားလိုက်ပါတယ်။ပြီးတော့လင်းလန့်ထန်းကလည်းရှုံနှိမ့်မှုအတွက်လက်စားပြန်ချေလာနိုင်တယ်ဆိုပြီးတတိထားခိုင်းလိုက်ကလင်းတုံကတော့မင်းဆက်တရားစစ်ပွဲမှာလင်ချင်းကျူးနဲ့ပြန်ဆုံတွေ့ချင်နေခဲ့ပါတယ်။တစ်ဖက်မှာတော့လင်ချင်းကျူးရဲ့ဆရာဖြစ်သူနန်းတော်သခင်ကရှေးဟောင်းစစ်မြေပင်မှာထူးခြားတဲ့လှုပ်ရှားမှုတွေရှိနေတာကြောင့်ချင်းကျူးကိုတွားရောက်စစ်ဆေးဖို့မှကြားနေလျက်ရှိပါတော့တယ်။ ငါရဲ့ပြည့်တဲ့အခါအီဂရစ်မင်းမြက်ကဒီရှေးဟောင်းစစ်မြေပြင်ဟာရှေးခေတ်ကအမွေဆက်ခံတဲ့နယ်မြေတစ်ခုဖြစ်ပြီးအတွင်းဘက်မှာရဲဒနာတွေနဲ့အမွေနစ်တွေဖုံးကွယ်ထားတဲ့ဆိုပြီးစတင်ရှင်းပြပါတယ်။တာလွန်ကိုင်းကြီးတွေပူးပေါင်းဖွင့်လှစ်ထားတဲ့ဒီနေရာကြီးကိုတော်ဝင်မင်းဆက်တရလုံးရဲ့ရှင်းပြရန်နေရာအဖြစ်သတ်မှတ်ထားကြပြီးအရှေ့ပိုင်းတစ်ခုလုံးကပါဝင်ကြမှာဖြစ်ပါတယ်။တိုက်ရန်တော်ဝင်မင်းဆက်ကအင်အားရမကြီးပေမဲ့၅ရောက်လုံးစစ်ရင်မှန်နဲ့ပူးပေါင်းလိုက်ကြမယ်ဆိုရင်ကြီးမားတဲ့အခွင့်အလမ်းတွေရှာတွေ့နိုင်လိမ့်မယ်ဆိုတာယုံကြည်ထားကြောင်းမူကျင်းထံပြောပြလိုက်ပါတယ်။ အကြီးကဲလင်းဖန်ကလည်းစစ်မြေပြင်ထဲရောက်ရင်လင်းနှုံတဲ့လင်းလန်ထန်တို့ကြားမှာရှိတဲ့ပုပ်ကိုရဲ့ရဲ့ညိုးတွေကိုဘေးဖယ်ခိုင်းထားပြီးလင်းမျိုးနွယ်ရဲ့ဂုံတိတ်ခါကိုရှေးတန်းတင်ကိုင်းလိုက်ရပါတယ်။ဧကရိမင်းမြက်ကတားတော်မူလင်ကိုလည်းမင်းရဲ့အောင်မြင်မှုဟာတိုက်ရဲမင်းဆက်ရဲ့ဂုံချက်တွေကိုတက်ရောက်မှုရှိတာမို့တာလွန်ကိုင်းကြီးတွေစီဝင်ရောက်နိုင်ဖို့အခွင့်အရေးရအောင်စ조사ရမယ်ဆိုပြီးမှကြားလိုက်ပါတယ်။ဒါအပြင်လင်းနှုံနဲ့လည်းဆက်ဆက်ရေးကောင်းအောင်နေထိုင်ပြုမှုရမယ်လို့ပါထပ်တတိပေးလိုက်ရင်လင်းနှုံရဲ့သုံးနှစ်အတွင်းအင်အားကြီးမလာပုံကိုစဉ်းစားမိလိုက်ပါတော့တယ်။ မကြာခင်မှာပဲကောင်းကင်ထက်မှဂိတ်ပေါက်ပွင့်လာပြီးသူတို့ငါးယောက်ထွက်ခွာရမယ့်အချိန်ကိုစတင်ရောက်ရှိလာခဲ့ပါပြီ။ဧကရစ်ကရှေးဟောင်းစစ်မြေပြင်မှာရက်စက်တဲ့သားရဲတွေပြင်တခြားမင်းဆက်ကကြင်ကြံသူတွေကိုလည်းသတိထားကြရမယ်ဆိုပြီးနောက်ဆုံးအချိန်သတိပေးလိုက်ပြီးတာနဲ့သူတို့ငါးယောက်လုံးဟာဂိတ်ပေါက်ထဲကနေစစ်မြေပြင်စီထွက်ခွာသွားခဲ့ကြပါတော့တယ်။ခဏအကြာမှာတော့သူတို့တွေအကုန်လုံးရှေးဟောင်းစစ်မြေပြင်ကိုရောက်ရှိလာခဲ့တယ်လို့နေရာနဲ့မှာရက်စက်တဲ့သားရဲတွေလှည့်လည်နေလျက်ရှိတာမြင်တွေ့လိုက်ကြရပါတယ်။ မန်ရှန်းကဒီနေရာမှာရွန်ဆွမ်းအင်တွေအများကြီးရှိနေတဲ့အပြင်တာမန်ထက်ပုံမှုပြင်းထန်နေတာကြောင့်ရှေးစစ်မြေပြင်လို့ခေါ်ဖို့ထိုက်တန်ကြောင်းချီးကျူးမိလိုက်ပါတယ်။လင်းနုံကကောင်းကင်မှာဝဲပြန့်နေကြတဲ့အရာတွေအကြောင်းမေးတော့မူလင်ကအဲ့ဒီနေရာဟာအပေါ်ပိုင်းနေမိဖြစ်ပြီးအခုချိန်ဝင်ခွင့်မရှိသေးတဲ့အကြောင်းသူတို့တွေအနေနဲ့တနစ်လောက်ကြာအောင်ဒီနေမီမှာနေထိုင်ရမှာဖြစ်ကြောင်းရှင်းပြပေးလိုက်ပါတယ်။ဒါအပြင်နိဗ္ဗန်ဆင့်ကိုရောက်တဲ့လူတွေကအဲ့ဒီနေရာကိုသွားပြီးတာလွန်ကိုင်းတွေစီဝင်ခွင့်ရလိမ့်မယ်ဆိုတာလင်းနုံနားလည်သွားခဲ့ပါတယ်။ တူရင်ကမူလင်းရဲ့ဗဟုသုတကျွယ်ဝမှုကိုအံ့ဩနေလျက်ရှိတာကြောင့်သူဟာတော်ဝင်မိသားစုမှာဒီနေရာကိုလေ့ကျင့်ဖို့ရောက်ခဲ့ဘူးတဲ့အကြီးကဲတွေရှိကြောင်းသူတို့စီကနေပြန်ကြားထားတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒီအချိန်ရှောင်းရန်ကအနာကိုချင်းကက်လာတဲ့တာရဲတကောင်ကိုလှုပ်ရှားတိုက်ခိုက်လိုက်တော့မန်ရှန်ကလင်းတုံရဲ့အိမ်မွေးတိရိစ္ဆာန်ကအယံတရီကြီးတာပဲဆိုပြီးဒါဟာတမန်သားရဲတကောင်ဖြစ်ကြောင်းဝင်ပြောလာပါတယ်။ဒါပေမဲ့ရှေးဟောင်းစစ်မြေပြင်မှာရှိတဲ့တာရဲတွေဟာတကောင်နဲ့ရံမပြူတက်တာကြောင့်အဖွဲလိုက်ရောက်လာလိမ့်မယ်ဆိုပြီးမူလင်ကအကုန်လုံးကိုသတိထားခိုင်းလိုက်ပါတယ်။ သူပြောနေတဲ့အချိန်မှာပဲအရက်လေးမျက်နာကနေတားရဲအုပ်စုကြီးတစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့ပြီးသူတို့ငါးယောက်ကိုဝင်းရံလိုက်ကြတဲ့အတွက်မူလင်ကတိုက်ပွဲအတွက်ပြင်ဆင်ခိုင်းလိုက်ရပါတော့တယ်။အဲ့ဒီနောက်မှာတော့လင်းနှုံနဲ့ရှောင်းရံတို့စတင်တိုက်ခိုက်ကြပြီးကြံလေးယောက်ကလည်းသူတို့နီလန်းတွေနဲ့ရင်ဆိုင်ဖြစ်ရှင်းကြတာကြောင့်တိတ်မကြခင်မှာပဲအသက်ရှင်တဲ့တားရဲတချို့ထွက်ပြေးကုန်ကြရပါတယ်။ တားရဲ့အလောင်းတွေထဲမှာနိဗ္ဗာန်ဆေးလုံးရှိတာကြောင့်လင်းနှုတ်ကဆေးတလုံးတန့်စင်လိုက်ပြီးဒီနေရာမှာရှိတဲ့နိဗ္ဗာန်ဆေးလုံးတွေကိုစူးစီးလိုက်ကြမယ်ဆိုရင်နိဗ္ဗာန်အဆင့်ကိုတိတ်မကြခင် ရောက်သွားနိုင်တယ်ဆိုပြီးမန်ရှန်ကဝမ်းသာအားရရေရွမိလိုက်ပါတယ်။ဒီလိုနဲ့ညနေဆောင်ရောက်ရှိလာပြီးနေကင်းဘက်မှာရွဆွမ်းအင်တွေကလေ့ကျင့်ဖို့တင့်တော်ပေမဲ့ညရောက်တဲ့အခါရွဆွမ်းအင်ကနေနဆိုးဆွမ်းအင်ဖြစ်ကိုပြောင်းလဲသွားတာကြောင့်သူတို့တွေဟာဆွမ်းအားဖိနှိပ်ခံရလိမ့်မယ်ဆိုပြီးမူလင်ကသတိပေးလာပါတယ်။ ဒါအပြင်တားရဲတွေကဒီအခြေအနေမှာပိုပြီးကြမ်းတမ်းကပိုပြီးအင်အားကြီးလာမှာဖြစ်လို့ဖန်ဆင်းခြင်းပုံအစဉ်နှောင်းပိုင်းကြင်ကြံသူဆိုရင်တော့အခြေအနေမကောင်းနိုင်ဘူးဆိုပြီးလူတိုင်းသိသွားကြပါတယ်။တူရင်ကဘာလို့တင်လဲမေးတဲ့အခါမူလင်ကနေမဝင်ခင်အ мян ဆုံးခိုးလုံရရှာဖွေရလိမ့်မယ်ဆိုပြီးအကြံပေးလိုက်ပါပြီ။ဒီလိုနဲ့သူတို့၅ယောက်ခိုးလုံရရှာဖွေနေကြရင်မူလင်ကမျိုးဟောင်းတစ်ခုကိုတွေးလိုက်ရတာကြောင့်ဝန်သားအယအ мян သွားလိုက်ကြပေမဲ့အဲ့ဒီနေရာကမျိုးတစ်ခုပုံစံထက်အပြည့်စည်းများနေတဲ့မျိုးဟောင်းတစ်ခုဖြစ်မှန်သိလိုက်ရပါတော့တယ်။ မြို့တကားရှိမှာတော့လူများပြားဟာဝင်ခွင့်မရရှိကြပဲစူဝေးနေလျက်ရှိကြပြီးရှောင်းဟွန်ဆိုတဲ့လူငယ်တယောက်ကဒီနေရာဟာသူတို့ရှန့်ကွမ်းမင်းဆက်ရဲ့အပိုင်နယ်မြေဖြစ်လို့ဝင်ရောက်ချင်တယ်ဆိုရင်တယောက်ကိုနေပန်ဆေးလုံးဆယ်လုံးပေးရမယ်ဆိုပြီးတောင်းဆိုနေပါတယ်။ညှင်းဆန့်ပြီးတိုက်ခိုက်ဖို့ကြိုးစားသူတိုင်းကိုခြေလန်တဝက်နေပန်ဆင်းရောက်နေတဲ့ခေါင်းဆောင်ချင်းမူကချက်ချင်းနှိမ်နှင်းပစ်လိုက်ပြီးမြို့ထဲဝင်ချင်တယ်ဆိုရင်စီကန်းကိုလိုက်နာရပြီးမဟုတ်ရင်တော့သူတို့လိုဖြစ်မယ်ဆိုကနမူနာပြချင်းချောက်လိုက်ပါသေးတယ်။ လင်းနှုတ်ငါဝင်တိုက်ချင်ပေမဲ့မူလင်ကအဲ့ဒီလိုဟာခြေလန်းတဝက်နိဗ္ဗာန်ဆင်းဖြစ်လို့ပြဿနာသွားရှာတာကအကျိုးမရှိတဲ့အကြောင်းဒါအပြင်မြို့ပြမှာတားရဲတွေနဲ့ရင်ဆိုင်တိုက်ခိုက်ရမှထက်ဆေးလုံးပေးလိုက်ခြင်းကအများကြီးပိုကောင်းတယ်ဆိုပြီးတားဆီးထားလိုက်ပါတယ်ဒီစကားတွေပြောပြီးမူလင်ကနိဗ္ဗာန်ဆေးလုံးတစ်အိတ်ကိုချက်ချင်းပေးချလိုက်ပြီးသူတို့၅ယောက်လုံးဝင်ရောက်နိုင်ခဲ့ကြတာကြောင့်တခြားမင်းဆက်ကလူငယ်တွေကလည်းလိုက်ပေးပြီးဝင်လာကြပါတော့တယ်